ကိုယ်အကြောင်းကိုစဉ်းစားရမယ်။ငါဘာတွေလှုပ်ထားလဲ။ငါဘာတွေမလှုပ်ရသေးဘူးလဲ။ငါဘယ်လိုအရေးအသွေးရှိအောင်လုပ်တဲ့အလုပ်တွေကိုဘယ်အတိုင်းတာထိလုပ်ပြီးပြီလဲ။ကိုယ်အကြောင်းကိုမစဉ်းစားသင့်ဘူးလား။စဉ်းစားသင့်တယ်။ကိုယ်အကြောင်းကိုယ်ပြဿနာကိုယ့်ကိုဖြေရှင်းရမှာဗျာ။ဒီလိုကမှဝိုင်းပြီးတော့တကြီးကလေးဖြေရှင်းမပေးနိုင်ဘူးတကယ်စင်စစ်။ဟုတ်လား။ဒါကြောင့်ကိုယ့်အကြောင်းကိုပယ်ပယ်နေနေစုံကြီးစမ်းကြီး ကိုအကြောင်းကိုစဉ်းစားရတယ်။အဲ့ဒီအကြောင်းကိုဦးဇင်းတို့ကဦးစားပေးပြီးတော့ပြောချင်တယ်။ကိုအကြောင်းကိုစဉ်းစားတဲ့နေရာမှာကိုအကြောင်းကိုစဉ်းစားတဲ့အပိုင်းရှိတယ်။ကိုရဲ့အကြောင်းကိုကိုသိအောင်လုပ်တဲ့အပိုင်းရှိတယ်။ဦးဇင်းတို့ဒီကနေ့ညာနှစ်ပိုင်းပြောသွားမယ်။ကိုအကြောင်းကိုစဉ်းလဲစဉ်းစားရမယ်။သိအောင်လည်းလုပ်ရမယ်။ဒီစကားလေးတွေကအင်မတန်အနှစ်ရှိတယ်လို့ဦးဇင်းတို့ယုံကြည်ပါတယ်။တိတိကျကျနားစိုက်ထောင်ကြနော်ဒီကမာကြီးများ။ ကိုယ့်ရဲ့အကြောင်းကိုကိုယ်စဉ်းစားရမယ်ပြီးတော့ကိုယ့်အကြောင်းကိုသိအောင်လည်းလုပ်ရမယ်ဘယ်နှချက်လဲနှစ်ချက်ရပထမစဉ်းစားရမယ်ဆိုတာလေးကိုပြောကြည့်ရလက်စွာဘုရားအထက်ထက်တိုက်တွန်းပါလေဗျာကိုရှင်တို့ယဟန်တော်တွေကိုစဉ်းစားရမယ်အချက်၁၀ချက်ဆိုပြီးတော့ဟောထားတာရှိတယ်အဲ့ဒီတဲကတစ်ချက်စိတ်ဝင်စားစရာသိကောင်းတယ်ဒကာကြီးဒကာမကြီးများနဲ့လည်းပတ်သက်တယ်လို့ထင်တယ် မေငာဤရတိန်ဒီဝါမြင့်နေတို့သည်ကထံဘုဒ္ဓသာအဘယ်သို့ဖြစ်ဖြစ်ဖြစ်စဉ်ဝီတိဝတ္တန်ဒီကုံလွန်၍သွားကြကုန်သည်ဤတိဤသို့ပပစီတိနာသာသနာဝတ္တန်ရှင်ယဟန်သည်အဘိနံနိညမပြပြစ္စဝခိတ္တပါဠိရှင်ဉ္ဇဉ်တိုက်ကုန်ဤငါရဲ့ဤဒီရတ္တိဟာဘယ်ပုံစံနဲ့အချိန်ကုန်ခဲ့တာလဲလို့ယဟန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာစဉ်းစားရမည် စဉ်းစားတာမှအမြဲတမ်းစဉ်းစားရမယ်အဘိနံအမြဲတမ်းစဉ်းစားရမယ်တဲ့ဒကာကြီးဒကာမကြီးများကမစဉ်းစားတတ်ဘူးလားစဉ်းစားတတ်တယ်ငါရဲ့နေ့တွေရက်တွေဘလို့ကုန်ခဲ့တာလဲတနည်းအားဖြင့်ငါရဲ့အသက်တွေဘလို့ကြီးခဲ့တာလဲပြန်စဉ်းစားကြည့်စမ်းခုအသက်90ရှိပြီဘာတွေမေမေရရကို့အတွက်ထောက်ထောက်ခံခံဖြစ်မဲ့ကိစ္စတွေဘာတွေလှုပ်ထားလဲ ။ဘာတွေခိုင်ခိုင်မာမာကို့မှာအသိဉာဏ်တွေရှိပြီလေ။ဝိုးတော်ဝါရာရောင်ပေးပေးရောင်နာနာနဲ့အချိန်ကုန်ခဲ့တာများတယ်။ဒီစကားကဘုစုကိုပြောပြောလွဲခဲ့ပါလေဗျာ။ဘာကြောင့်လဲဆိုတော့သူလဲတူတူကိုလဲတူတူပဲလေ။ဖြစ်တယ်လို့ပဲနေကြတာဗျာတရားကြီးဒီမှာကြီးများဟုတ်လား။အသက်တေသာကြီးလာတာ။စိတ်ချရတဲ့ကျင့်ရတဲ့အားရှိစေတဲ့အသိဉာဏ်တွေရအောင်ဘယ်သူမှမလုပ်ရသေးတာများတယ်။လုပ်ပြီးသားလို့အင်မတန်နေတယ် ကိုကိုကိုအားမရတော့မကျင့်တတ်သောလူတွေပဲများတယ်။ဗီဒင်ဟောနေတာမဟုတ်ဘူးနော်။အတက်ပြောနေတာဥစဉ်တော့ကဟုတ်လား။လူတော်တော်များများဟာကိုကိုကိုအားမရပဲနဲ့မကျင့်တတ်ဖဲနဲ့နေနေရတာ။ဒကမကြီးကအဲ့ဒါဟုတ်လား။ဒေသာစဉ်းစားကြည့်နော်။ဘာပြုလို့အားမရပဲနဲ့မကျင့်တတ်ဖဲနဲ့နေရလဲဆိုတော့အားရစရာရှိအောင်ကျင့်တတ်စရာရှိအောင်လုံမမထားပဲကို။စိတ်ကအမှန်တည်တယ်ဗျာ။ ကိုယ်မှာအားရစရာမရှိဘူးဆိုရင် အားရတဲ့စိတ်ကဖြစ်မှာမဟုတ်ဘူး။ကိုယ်မှာကျင့်တတ်စရာတကယ်မရှိဘူးဆိုရင်ကျင့်တတ်တဲ့စိတ်ကတကယ်ဖြစ်မှာမဟုတ်ဘူး။ဟုတ်ရဲ့လား။ဒါကြောင့်မြတ်စွာဘုရားကကိုယ်အသက်ဘလို့ကြီးခဲ့တာလဲ၊ကိုယ့်ရဲ့နေ့တွေ၊ရက်တွေ၊လတွေဘလို့ကုန်ခဲ့တာလဲဆိုတာကို လေးလေးနက်နက်စဉ်းစားသမ်းပါ။အရေးမပါအရာမရောက်တဲ့ကိစ္စတွေနဲ့ကုန်ခဲ့တာများတယ်ဗျ။ဟင်ဒီကမာကြီးတွေအဲ့ဒါဟုတ်လား။များသောအားဖြင့်တော့ သူများအကြောင်းတွေစဉ်းစားရင်းနဲ့အချိန်ကုန်ခဲ့တာအဲ့ဒါတွေကိုပြန်လဲတုံ့ပြန်ရင်းနဲ့အချိန်တွေကုန်ခဲ့တာနှမျိုးစရာမကောင်းဘူးလားဒါကြောင့်မြတ်စွာဘုရားကကိုယ်အကြောင်းကိုစဉ်းစားရမယ်ဘယ်လိုစဉ်းစားရမှာလဲငါဘာတွေလုပ်ပြီးပြီလဲငါဘာတွေမလုပ်ရသေးဘူးလဲအဲ့ဒီအလုတ်ကလည်းဘလောက်အဖိုးတန်တဲ့အလုတ်လဲဘလောက်အဖိုးမတန်တဲ့အလုတ်လဲဒါလည်းပဲအရေးကြီးသေးတယ်နော် အတနောဝမိမိဣသာလျင်ကတာနိစပြုအသောမှုတို့ကို၎င်းအကတာနိစမပြုအသောမှုတို့ကို၎င်းအဝေခေယအလုတ်တခုကယုပြု၍ကြီးစုဆင်ញံကြကုန်ရာ